လည်းမဖိုက်တော့ how many foundation foundation ရဲ့အတွက်ကိုရှာပြရတယ် other letter sunday ဆိုတဲ့လက်တာမှာ foundation အရေးအတွက်ကိုရှာပြရတယ်အားရတဲ့ဟာနော်ဘာဖြစ်လို့လဲဘာဖြစ်လဲဆိုရင် if နံပါတ်ရ the two powers are placed together ဘာဝယ်နှလုံးကိုကျွန်တော်ပေါ့စ်တူကူလည်းအနေနဲ့ထားလိုက်တဲ့အခါမှာအဲ့တော့ sunday ဆိုတဲ့စလုံးထဲမှာဆယ်တော့ ထက်တဲ့ကောင်းလေးမရှိဘူးမရှိတဲ့အတွက်ကြောင့်ဆရာတို့ Sunday မှာဆရာတို့ဘာလေးပဲရေးလိုက်မယ်သူတို့ရှင်ဘာဝင်လဲ consonant ကိုပဲဆရာခွဲလိုက်တော့အဲ့တော့တင်းတော့ဘွာ Sunday ရာဆန်ဒီမှာ1 2 3 4 5 6ဆန်ဒီမှာ consistent စစ်လက်တာပါ အဲ့စစ်လက်တာကဘာ၄လဲဆိုလို့ရှိရင်ဘာဝယ်ရပြန်လုံးရှိတယ်ဆိုလို့ရှိရင် यू ရဲ့ A ရဲ့ဒူးပါဝယ်ပေါ့ဒူးပါဝယ် A ကိုဆိုးနဲ့ B ရပြန်လုံးရှိမယ်ဆိုလို့ရှိရင် S ကဲ N ရဲ့ D ရဲ့ Y ဒူးပါဝယ် A ကိုဆိုးနဲ့ကပြန်လုံးရှိမယ်ဆိုနှလုံးရှိတယ်ဒူးကိုဆိုးနဲ့ဒါလေးရေးထားလိုက်မယ် ။နံပါတ်ရာ the two power စာ place together ။ဘာဝဲနှစ်ခုကိုကြာလို့ဘာလုပ်လဲဆိုလို့ရှိရင်အတူတကွာထားမယ်ဆိုရင်ပါ။ဒါဆိုဒီဒီစာလေးပါဆရာတို့ထည့်လိုက်မယ်နော်။ဘာဝယ်နှစ်ခုအတူတူပါထားမယ်ဆိုရင် if the two power ဘာဝယ် are placed together အဲ့တော့ဆရာတို့ place together နော်လာပြန် place together late to each other လို့ဆိုရအောင် constitute ဆိုဆိုလို့ရှိရင်တူထားခိုင်းတဲ့ကောင်အုပ်စုတစ်ခုလည်းပါလို့ရမှာဖြစ်နေထားရမှာအခုဘာဝင်နှလုံးအုပ်စုတစ်ခုလည်းထားမှာဖြစ်လို့ရှိရင် Sunday မှာဘာဝင်နှလုံးက UAE ရဲ့ဆိုပြီးတော့ရှိရင် UAE အုပ်စုတစ်ခုထားလိုက်ပြီကြံခဲ့တာဘာလဲကြံခဲ့တယ်ဆိုရင် SK I ရဲ့ E ရဲ့ဟုတ်ပြီအဲ့တော့ဒီပုံစံလေးကတော့အလို့ရနေတော့ပြီ တော့ SKI ရဲ့ဒီရဲ့ဘာရဲ့ဘယ်လိုလဲဘာလို့ဘာကဒီရဲ့ဒီအုပ်စုရဲ့ဆက်လို့ဘာလို့ပြရမလဲကြည့်ပြရမယ်၄တောင်ဝင်ရကောင်နေကြည့်လိုက်တဲ့အခါမှာ5 factory ရှိတယ်ထက်တဲ့ကောင်ရှိတော့5 factory ရဲ့အုပ်စုတစ်ခုထဲမှာနှလုံးရှိတယ်ဆိုတော့ဒီ factory ဟုတ်ကဲ့ကြောက်ရအောင်နားပါတော့ဝေး မကွဲရနမ်းပါတော့ဒီကွက်တူ5 factorial a တူ2 factorial ကွက်တူ2ပေါ်ကြည့်ရအောင်ကတ်ပလက်တာကြည့်ရအောင်အဲ့ဆရာကလည်းတခါလဲနမ်းပါတော့ဝေးဆိုပြီးတော့ဒီလိုမျိုးလေးရေးတယ်အခုဒီလိုမျိုးရေးတယ်ကြိုက်တယ်လို့ရေးလို့ရတယ်နော်ကြိုက်တယ်လို့ရေးရတယ်အခုနံပါတ်ဘီနံပါတ်ဘီကပါနေတယ်ဆိုရှင် the two power စာအောင် place together ဘာဝင်တစ်ခုကို not play together အတူတကွာမထားဘူးဆိုရင်အတူတကွာမထားဘူးဆိုလို့ရှိရင်ဒါက inclusion principle ဝေါ်ရရဟာအတူတကွာမထားဘူးဆိုလို့ရှိရင်အတူတကွာထားတဲ့ဥစ္စာကိုရှာဆရာတို့နံပါတ်8ပါရှာပြီးသွားပြီပြီးစုစုပေါင်းလေးကမလုပ်ပြီးမဲ့ဆိုရင်နှုတ်ပြလိုက်မယ်အဲ့တော့ဆရာတို့စုစုပေါင်းကိုမလုပ်နဲ့ဆိုရင်ရှာလိုက်စုစုပေါင်းရှာလိုက်မယ်တူတဲ့နံပါတ်တော့ဝေး ဆိုတဲ့နံပါတ်တော့ဝေးစုစုပေါင်းကဘယ်နှလုံးရှိလဲဆိုလို့ရှိရင်စစ်လက်တာရှိနော်စစ်လက်တာရှိတယ်အဲ့တော့စမ်းလေးကစစ်လက်တာရှိတဲ့အတွက်ကြောင့်မို့စစ်ဖက်တိုရီရယ်စစ်ဖက်တိုရီရယ်ဆိုတာက920ကျွန်တော်နံပါတ်ဘီယာရပါရလို့နံပါတ်တော့ဝေးအဲ့လိုကြီးလည်းရတယ်ဒါမှမဟုတ် the number တော့ waste for the two power are not fixed together ဆိုရဲရေးလေရတယ်နော် င်ဘယ်လိုရေးလိုက်လဲမကွာရနားပါတော့ဘူးမကွာရနားပါတော့ဝေးဒီကွဲဒီအဲ့တော့ဆရာတို့တနာနှလုံးအတူတကွာမရှိတဲ့ကောင်လူကြီးစုစုပေါင်း190ရာနေပြီးတော့တနာနှလုံးအတူတကွာရှိတဲ့ကောင်140ကိုထုတ်လိုက်မယ်ဒီလိုရှိတယ်နောက်ကျတဲ့ကောင်လေးရာ နော်အဲ့နံပါတ်စီနံပါတ်စီကကွန်ဆိုနန့်အမ်ဘာဝဲဒူးတော့အပြာအော်တာလေးအဲ့တော့ကွန်ဆိုနန့်နဲ့ဘာဝဲကိုတစ်လက်စီမဖြစ်စီနဲ့ foundation ဆိုတော့ဘာလို့ပြရမလဲရှင်းရပါအဲ့တော့ကျွန်တော်ဒီမှာ no ပါတဲ့ဆိုပြီးတော့ဆရာတို့ inclusion principle နဲ့တုံးပြီးတော့တလဲစီမဖြစ်စေမဲ့ကောင်လို့ရှင်ရင်စုစုပေါင်းနေရတလဲစီဖြစ်စေမဲ့ဆိုတဲ့ကောင်ကိုနှုတ်မယ်ဆိုပြီးတော့ဒီကောင်ကစဉ်းစားလို့ရဘာဖြစ်လို့လဲဆိုတော့ဒီကောင်ကအရေးအတွက်ဘာဖြစ်လို့လဲဘာဝင်ရနှလုံးရှိတယ် consonant က၄လုံးရှိတယ်ဒီအတွက်တူတဲ့အတွက်ကြောင့်သူ့ရဲ့ original ပုံမှာပုံလေးကတလှည့်စီပါဘာဖြစ်လဲဆိုရင်စီလို့ရတယ် ဲ့တော့သူကဘလို့ဖြစ်မဲ့ဆိုရင်ဘာဝဲကိုရှိရထားမဲ့သူ V C ဘာဝဲကိုဆုနဲ့ဘာဝဲကိုဆုနဲ့ဘာဝဲကကုန်သွားပြီကိုဆုနဲ့ကဘယ်နှလုံးကြံလို့ဆိုရင်နောက်တဲ့၄လုံးကြံလေနောက်တဲ့နှလုံးပါဖြစ်လို့ဆိုရင်ကြံအဲ့တော့၁၂၃၄၅၆အဲ့တော့ဒီကောင်ကဘာဖြစ်လဲဆိုရင်ဘာဝဲတော့က2 factorial ရဲ့ into ကိုဆုနဲ့တော့က4 factorial အားမို့ကိုဆုနဲ့ကိုထားမဲ့သူနဲ့ကိုဆုနဲ့ဘာဝဲကိုဆုနဲ့ဘာဝဲကိုဆုနဲ့ကိုဆုနဲ့ ဆိုပြီးတော့ဘာဖြစ်လဲဆိုလို့ရှိရင်ကွန်ဆိုးနံ4 factorial ရဲ့နဲ့ဘာဝဲ2 factorial ရဲ့ဒါပဲရဟုတ်လားအဲ့တော့ဆရာတို့ကျောင်းတစ်ခုကိုပေါင်းရပေါင်းမပေါင်းရင်နှစ်နဲ့ဘာလို့ပြလိုက်မလဲဆိုလို့ရှိရင်ပျောက်ပြလိုက်တယ်ဆရာတို့2နဲ့နှစ်ခုဖြစ်တဲ့အတွက်ကြောင့်လို့နှစ်နဲ့ညှောက်ပြလိုက်တယ်အဲ့တော့ဆရာတို့တစ်ခါလဲတန်းပြီးတော့ဘာလို့လို့ရပြန်လဲရှာလို့ရတယ်အဲ့တော့ number တော့ဝေးဟုတ်ပြီနော် နံပါတ်တော့၀စာရေးသားတွေကကိုယ့်ဘာကိုစီတော်တယ်လို့ယူရတယ်နံပါတ်တော့၀ for constant ကိုဆုနာကိုဆုနာဟာဘာဝဲ do not be a order letter ွဲတူဥစ္စာတော့ဒူးရည်ဒီဒူးပတ်တူဒူးရည်ဒီ sorry ဒူးပတ်တူရဲ့အင်းဒူး for ပတ်တူရဲ့တော့ပြောလိုက်မယ်အဲ့တော့ဒီကောင်ကိုရှင်းလိုက်တဲ့ခါမှာဘာရသွားလို့ဆိုရင်ကကူလက်တာနဲ့သုံးလိုက်စစ်ဆိုတာညာညာနော်အမစစ်ကပိုနစ်စာသိအစ်ဆမ်နရှင်တဲ့။ဆောင်မှုဘွဲတစ်ခုမှာ the student mass answer အဲ့တော့တွဲ question ကျောင်းသားတယောက်ပါဆိုလို့ရှိရင်မေးခွန်း၁၂ခုတည်းရနေပြီးတော့၈ခုကိုဘာလုပ်ရမလဲဆိုရင်ဖြည့်ဆိုရမယ် including အဲ့မှာဆိုလို့ရှိရင်ဘာတွေပါမလဲဆိုရင် a set five of the first six မေးခွန်း၁၂ခုရှိတဲ့အထက်ရနေပြီးတော့ပထမအဦးဆုံး၆ခုတည်းရနေပြီးတော့၅ခုကိုအတိအကျဘာလုပ်ရမလဲဆိုလို့ရှိရင်ဖြည့်ရမယ်မေးခွန်း၆ခုရှိတယ်မေးခွန်း၁၂ခုရှိတယ်ပထမ၆ခုတည်းရနေပြီးတော့ 5ခုကိုအတိကျပြီးဘာလို့လဲဆိုတော့4ခု12ခုရှိတယ်ပထမ6ခုမှာ5ခုကိုဖြည့်ပြီးသွားပြီး4ခု12ခုရှိတဲ့အတွက်ကြောင့်နောက်ထပ်6ခုမှာဆရာတို့ဘယ်နှပုတ်ကိုဆက်ဖြည့်ဖို့ကြံလဲဆိုလို့ရှိရင်12ခုရကသူက8ခုကိုဖြည့်ရမှာဖြစ်တဲ့အတွက်ကြောင့်ပထမ4ခု6ခုမှာ5ခုကိုအတိကျပြီးတော့ဖြည့်သွားပြီးအဲ့တော့နောက်ထပ်4ခု6ခုမှာဆရာတို့ຕົງກົກກູຈະສັດຜິດຢູ່ເອົາຫນຶ່ງກູຈະວ່າເລີຍຄືວ່າເລີຍຄືຍາກດາມາຕາເລີຍເລີຍກູ12ຄູມາ ဒီကိုရှိခုပြည့်ရဲ့ဆိုတော့အတိတ်ပဲကိုလာဟုတ်လားအဲ့တော့ကြတော့တခါလည်းတန်းပြီးတော့တွက်လိုက်လေရတယ်ဆရာတို့ငါမတန်လေးနဲ့တန်အောင်စာလေးပါလေးတော့နည်းနည်းပပရေးပြပေးဘလို့ရေးမယ်ဆိုရင် the student နော်ဒီအတွက်ကိုပဲရေးလိုက်တော့ the student the student must answer ဖြေတယ် except 5 5 or then first set question first set question ပထမမေးခွန်း6ခုရနေပြီးတော့၅ခုကိုအတိအကျပြေတယ်အဲ့တော့ဘယ်နံပါတ်တော့ဝေးเออนัมเบอร์တော့ဝေး equal to 5c sorry မိဖို့6ပုတ်တရားနေပြီးတော့9ပုတ်ကိုဖြည့်ရတော့ 5c 6c 5 equal to ကောင်းပါရမယ်ဆိုလို့ရှိရင် 6c 5ကို6တော့အဲ့တော့မိဖို့ကမိဖို့6ပုတ်တရား9ပုတ်ကိုဖြည့်တယ်မိဖို့က12ခုရှိပြီးတော့ဖြည့်ရမှာ10ပုတ်ဖြစ်တဲ့တကြောင်လို့ဒေစုတာကဆက်တက်တာဖြစ်တယ်ဒေစုတာ mass answer ပြည်လေဖြည့်ရမယ်ဘယ်တော့ဖြည့်ဘူးကြံတဲ့သူ three of ဘယ်ဘောဘယ်တခုကြံလဲဆိုတော့ then sit question respond เนาะကြံလေ sit question အဲ့တော့စစ်ကွယ်ရှင်တွေကအကြံအကြံမေးခွန်း၆ခုရလေပြီးတော့၃ ကွက်ရှင်ကိုဆက်ပြီးတော့ဖြေနေဆိုဘယ်နံပါတ်တော့ဝေးဘယ်နံပါတ်တော့ဝေးကျန်နေပြီဘို့6ခုတွေရနေပြီဘယ်နှခုဖြေလဲသူတို့ရှင်3ခုကိုဆက်ပြီးတော့ဖြေတယ်အဲ့တော့ဒီကောင်ကိုပြလိုက်တဲ့ခါမှာဆိုတော့ဘာရမလဲစစ်စစ်တူဆိုတော့20ရမယ်အဲ့တော့မှာဘယ် require number တော့ဝေး require require number တော့ we equal to c c 5ဟာက c c 3ဒီနှစ်ခုကိုဒီနှစ်ခုစလုံးပါမှဖြစ်တဲ့အကြောင်းမျိုးကျွန်တော်ဘာလို့သုံးမလဲဆိုလို့ရှိရင် multiplication principle ကိုသုံးရမယ်အဲ့တော့ဒီနှစ်ခုပါမှဖြစ်တဲ့အကြောင်းဒီနှစ်ခုပေါင်းမှာ question ကစနေပုတ်ဖြစ်မယ် answer ဘယ်လိုဖြစ်မလဲဆိုလို့ရှိရင်ဖြေရမှာက၈ပုတ်ဖြစ်တာအဲ့တော့ဟုတ်လားအဲ့တော့ trip into 20 equal to 6 degrees centigrade တရားဒီစင်းကြောင်းနော်